9 to 5 job တွေက ကိုယ့်ရဲ့အိမ်မက်တွေကိုဖျက်ဆီးပစ်နေတာမဟုတ်ဘူးတဲ့5 to 9ကိုဖြုံတီးခြင်းကကိုယ့်ရဲ့အိမ်မက်တွေကိုဖျက်ဆီးစေတာပါဆိုပြီးတော့မှပညာရှင်တယောက်ကပြောပါတယ်ဒါဟာကျွန်တော်တို့မှန်ပါတယ်အဲ့တော့ကျွန်တော်ထင်တာကဟာသူများလုံလုံတဲ့အခါမှာ9 to 5လုပ်တယ်အဲ့ဒါကကိုယ့်ရဲ့အိမ်မက်တွေကိုဟလာဖျက်ဆီးပစ်နေတာပဲကိုယ်လုံးချင်တာတွေကိုအကောင့်ထဲပို့ဝင်မရဘူးဆိုပြီးတော့မှကျွန်တော်တို့ပြောကြတယ် နော်တကယ်တမ်းကျခုနကပြောတယ်ကျွန်တော်တို့အလုတ်ဆင်းပြီးလို့ညနေ9နာရီကနေပြီးတော့မှည9နာရီ10နာရီထိအောင်ဘာတွေလုတ်တလဲဆိုတာကအရေးကြီးပါတယ်နော်အဲ့ဒီအချိန်ကသာကိုကဖြုံးတီးပြစ်မယ်ဆိုလို့ရှိရင်ဘာဖြစ်လာမှာလဲဆိုတော့ကိုရဲ့အိမ်မက်တွေကိုဖြစ်ချင်တဲ့ဘဝကိုဖြစ်လာမှာမဟုတ်ပါဘူး ဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လေဒါကျွန်တော်ခဏခဏပြောပါရတယ်เนาะကျွန်တော်သူများလုပ်ငန်းတွေကိုကျွန်တော်နှစ်ပေါင်းများစွာကျွန်တော်လုပ်ခဲ့မှုပါတယ်အဲ့တော့ကျွန်တော်တကယ်ချင်းနေလည်းအလိုပဲကျွန်တော်လည်းဒီလိုလုပ်ခဲ့ကြတယ်အဲ့တော့သူတို့ကတော့ဘာလို့လဲအလုပ်ပြီးပြီဆိုတာနဲ့เนาะ9 to 5ပြီးပြီဆိုတာနဲ့အဲ့ဒီ9နာရီနောက်ပိုင်းမှာသူတို့ဟလာလက်ရှာတိုင်းဖြစ်သွားတယ်เนาะကျွန်တော်တို့အချိန်တွေဖြုန်းပြီးကြတယ်အဲ့တော့အဲ့တော့ဘာဖြစ်လာလဲဆိုတော့အချိန်ကာလတွေကြာလာတဲ့အခါမှာသူတို့ဒီအခုချိန်ထိအောင်သူတို့ရဲ့အိမ်မက်တွေကိုမရနိုင်နေဘူး အဲ့တော့ကျွန်တော်ပြောချင်တာဒီပါလဲဆိုတော့9 to 5 job တွေကကျွန်တော်တို့ရဲ့ဘဝတွေအိမ်မက်တွေကိုဖျက်ဆီးနေတာမဟုတ်ဘူး5 to 9ကို ဖြုံးတီးခြင်းကသာကျွန်တော်တို့ရဲ့အိမ်မက်တွေကိုဖျက်ဆီးနေတာပါ။အဲကြောင့်မို့ကျွန်တော်တို့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလည်းဘာလို့ရအောင်လဲဆိုတော့ဘဝမှာ9 to 5ကိုလည်းအကောင်းဆုံးစူးစမ်းပါ5 to 9ကိုကိုပါလီလုပ်မလဲဘာရစ်စီစဉ်နေချရမလဲဘာ planning နေလုပ်မလဲဆိုတာကလည်းတိတ်ခုအရေးကြီးပါတယ်။အဲ့တော့အကိုကအဲ့ဒီ5 to 9ကို ဖြုံးတီးပြီဆိုလို့ရှိရင်တော့ကြာလာတာနဲ့အမျှ ကိုရင်ဘဝကလည်းတဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာနိုင်မယ်။ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဟာကျိုးရစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကိုတို့ဘာရလိုက်တယ်ဆိုတော့ comment မှာဆက်လို့ရေးရရရေးပြပါဦး။ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကိုညံလဲအောင်ပါ။အမှန်ရှိတော့နေဖြစ်ပါစေ။